အခုပြောပြခြင်းနဲ့အကြောင်းကြီးရတော့ Iran Israel စပွင့်နဲ့ပတ်သက်ပြီးအမေရိကက Iran ကိုဖုံးကျပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲတုံ့တချက်လေးတွေ Israel Iran ကိုဖုံးကျတဲ့စနေရတီတီစနေရဆလီရပေါ့နော်ဖုံးကျတဲ့ now america ga israel ကိုကူပြီးတော့ new iran ရဲ့ nuclear site တွေကိုဘုံကျဲတယ်ဘုံကျဲပြီးတော့သမ္မတ Trump မှနေပြီးတော့ငါအီရန်ရဲ့ nuclear ကပောင်းပေါ်ရအောင်လုံအပ်ပြတ်သွားအောင်လုပ်လိုက်တယ်ဆိုပြီးတော့ဟာတယ်လူရှိသူချင်းမှာကြွားလိုက်ဒါပေမဲ့ American ရဲ့တိုင်းကြီးရဲ့ထောင်လိုက်ရေးတွေကတော့အာအာပြပြဘူးဆရာကြီးကြံသေးတယ်ပြန်လှုပ်လို့ရတယ် ဒါလွန်စုံနောက်ကြသွားရင်တစ်နှစ်ပေါ်တယ်ချွာတော့နည်းသုံးနေပြောတယ်နောက်စုံနောက်ကြပါတစ်နှစ်လို့ပြောအာသမရာချွန်မယန်တော့ပေါ့မင်းတို့ဒါဒီဒရင်းတွေကမဟုတ်ဘူးမှားလေပြောပြောဒါပေမဲ့အခုတော့လေသူလည်းလက်ခံနေပေါ့ကရောက်သွားပြီအဲ့တော့မေးချင်တဲ့အကြောင်းကအီရန်နျူကလ িয়ার လုံငိုင်းတကယ်ပဲသမရာထရမ့်ပြောတယ်လို့ဖြစ်သွားလားဆို so အဲ့တော့သူတွေသနာလောက်ထားရတူတယောက် analyst journalist တယောက်ကသူစားသူမတယောက်ကပြောပြနံပါတ်1အဲ့ဒီမှာသူတို့ပြန်ထားပြီးသား nuclear ဒီပန်းစင်ပြီးသား nuclear ပစ္စည်းတွေရှိပြီးသားနံပါတ်1နံပါတ်2ဘလို့လောက်တယ်ဆိုတာလဲသိနေအဲ့ဒီတော့ဘလို့လောက်တယ်သိနေပြီလုပ်ပြီးပါလဲရှိနေပြီအဲ့တော့ပြန်လောက်ဖို့တော့ကပစ္စည်းပဲလို့တာပြန်ဆောက်လို့ရတယ် ပြန်လုပ်ပြီးပြန်ဆောက်ပြန်ထိပ်ပြီးတော့နည်းနည်းလုပ်ချင်တယ်ဆက်လုပ်လို့ရတယ်အဲ့တော့ဘာလို့ဘုံကျဲတယ်ဆိုတဲ့ကိစ္စမင်းအထိပ်ရမရှိဘူးတကယ်လည်းတိပ်ရမရှိဒါပေမဲ့အီရန်ဘက်ကပြန်ကြည့်ရခါကြတော့လေစရိယာကြီးဒီဘုံကျဲခံရတဲ့အချိန်မှာအီရန်နဲ့ရှာဘီယင်တောင်ကခနစကိုထွက်တော်ပြီးကြတဲ့ရဘယ်နဲ့ငါမှသူတို့လက်နဲ့ကောင်းမပေးထားတဲ့ခါကြတော့ သူတို့စီမှာတိုက်တင်ရတယ်ခေါင်းကောင်းတစည်းမှမရှိတော့အဲ့ဒါကြောင့်အီရန်ရဲ့မြို့မှာရှိတဲ့သူတို့ရဲ့ဒီပလိတ်ဌာနချုပ်တွေဘာတွေအားလုံးကိုအစ္စရေးကစိတ်ကြိုက်ပုံကျဲသွားရှင်းတိုင်းပြောရင်အီရန်ရဲ့လေကြောင်းပိုင်တွေကိုအစ္စရေးကပိုင်ထားတယ်အဲ့တော့အီရန်နေနဲ့ဒီဥစ္စာတစ်ချိန်လုံးပုံကျဲခံနေရမှာဆိုသူတို့တကတိတ်အဆင်မပြေဘူးမပြေတဲ့အတွက်ကြောင့်သူတို့တခုခုတော့လုံးမှာဖြစ်ပါဆိုတော့ဒါကအီရန်ဘက်ကလိုက်တွေးထား အမေရိကဘက်ကလည်းတခါဘာလုပ်ရဲဆိုတော့သမ္မတထရမ့်မနေအိုဘားမားရောကပေးထားတဲ့အတိုင်းမင်းတို့ဒါရီဒါရီဒါရီပြင်မဲမင်းတို့လက်နဲ့မလုပ်နဲ့တော့လို့ပြောတယ်ထရမ့်တခါပြန်ပြီးတော့အဲ့ဒီအတိုင်းမျိုးပြန်လုပ်ဒါပေမဲ့ထရမ့်မကောင်းတာကတော့အိုဘားမားပေးတော့မှတော့သူကတခါနှစ်ပြားမတအောင်ပြောပြီးသူကလေးကြတော့သူဒါပဲပြန်ပြီးတော့ကိုလုံးကပြောတာမင်းကဒီလိုပဲလာဆိုအဲ့ဒါလေးဖြစ်တယ်ဘာရှိအခြေအနေမှာအဲ့တော့အီရန်နေနဲ့ကတိုင်းပြည်ကို ခုနကပိတ်ထားတဲ့စီဝေးပိတ်ဆို့မှုတွေပြန်ဖွင့်မယ်။နောက်ပြီးတော့ပိတ်ဆံလဲပြန်ရမယ်။ဆိုရင်ဒီနျူကလ িয়ার လုံငယ်ကြီးကိုရှော့မလားမရှော့ဘူးလားဆိုတော့စစ်ချီဖို့လိုလာမှာပေါ့။တစ်ဆက်ထဲမှာပဲနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့ဒီလူချိန်လေးကိုရောက်လာတယ်ဆိုလဲတမိုင်းလေးကိုနည်းနည်းပြန်ကြည့်အောင်အီရန်နိုင်ငံမှာ1958ခုနှစ်မှာ ပြည်သူအားရွေးထားတယ်။ဝန်ကြီးကိုဝန်ကြီးချုပ်ကိုရှားပြင်းရီဇာပါလာဗီယာအနာသိနေတယ်။အဲ့အနာသိနေဘယ်သူမှမြောက်ပေးတယ်ဆိုတော့ CIA အားမြောက်ပေးတယ်။ဒီအနာသိနေလီရဲ့အတွင်းအနာသိနေပထမတော့ဝန်မခံအခုတော့ဝန်ခံတယ်။ဘာလို့လဲဆိုတော့ဒီရမျိုးဆိုရှယ်လစ်တီကွန်မြူနစ်တီ တိုင်းပြည်မှာတက်လာမယ်အစား dictatorship ကိုနာကတယောက်တည်းအချို့တည်းလူတွေအဲ့လိုလူတွေကိုထားတာကောင်းနေဆိုတဲ့ CIA ရဲ့1956 60ရုံးအတွေးတွေနဲ့လုတ်ခဲ့တာ CIA ဟာဒီဥစားကိုနေရာတကာနေမှာလုတ်တယ် Legend America မှာထူးထူးစကြကတော့ပရူကအရန်ဒီအရန်ဒီကဆိုရှယ်လစ်တမနာအရန်ဒီကိုဖတ်ပြလိုက်ပြီးတော့ အတီတီတာပင်နိုရှိုတင်နာပရုကတခါတဲ့နလောင်ကိုမထူတော့ဒွေလေးသေးလေးကြတာတော့တယ်ပြောစရာလေးတခုပါလားဘုမဗီယိုကြည့်အောင်ခေါကူဝဲချောက်စင်းနေမှာပါလီမန်နေပြီးတော့အနာသိနေတယ်အနာသိနေပြီးတော့ဘုမကတော့ဆိုရှယ်လစ်လုံးမလို့လို့ဒီဒီတရှိနော်ဆိုတော့ရှင်းနေပြောရင်ဒေးဒေးတရှိပြလို့တာပဲဘာဖြစ်လို့လဲဆိုတာတခါလေးတွေတ ਿਆਂ ကြည့်အောင် ။ဦးနေဝင်အာနာသိန်းဒီရဲ့နောက်မှာဦးနေဝင်ကိုတမ္ပရာဂျွန်ဆန်ကအင်ဖျူရိုကိုဖိတ်ပြီးတော့တွေ့တာတွေ့ရတယ်။ဆိုခုနကပြောတဲ့ CIA policy ရဆိုလို့ရှိရင် socialist နိုင်ငံထောင်မဲ့ခေါင်းဆောင်ကို American 3ရဲ့အင်ဖျူရိုဖိတ်မှာမဟုတ်ဘူး။ dictatorship လို့မှမလို့သူဟာအင်ဖျူရိုကိုဖိတ်ခါအင်ဖျူရိုကိုပြန်မှာပုံနေမှာသွားကြည့်ရင်တွေ့လိမ့်မယ်။ ဆိုတော့ကျွန်တော်တို့ပုံမှန်နိုင်ငံကလည်းဒါ digital လို့ဖို့အတွက်ကအစိုးရရရှိတယ်ကျွန်တော်တို့ပေးတဲ့1980လေးဖွဲ့စည်းပုံအခြေခံဥပဒေပေးပါဆိုတာဒါအာဏာမြဲဖို့အတွက်အာဏာရှင်အာဏာမြဲဖို့အတွက်ကိုဘန်းပြတော့ထားတာအဲ့ဒါမျိုးအစီအစဉ်ကဘသူ CIA အကြံရလဲဆိုတော့ဖိလစ်ပိုင်နိုင်ငံကဖိလစ်ပိုင်သမရမာကုစ်ကလည်းအဲ့လိုပဲအခြေခံဥပဒေကြီးဆွဲပြီးသူတယောက်တည်းအာဏာရအောင်အာဏာရှင်လို့ဒါနောက်ဆုံးတော့သူလည်းထွက်ပြေးရကျွန်တော်တို့ဟိုမှာပြရတော့မြင်တဲ့အတိုင်းပဲအီရန်လည်းမြင်တဲ့အတိုင်းပဲဖိလစ်ပိုင်လည်း ထူမခြားတာဟာလို့ဆိုတော့တမိုင်းရောင်းနေတဲ့ပတ်သက်ပြီးတော့ပြောပြတော့ဒီအချိန်နေရောက်လာတဲ့အကြောင်းနားထောင်ပေးရခွင့်ကျေးဇူးတော်